အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘတ်မှာ2025အောက်တိုဘာလ29ရက်နေ့ဗိုလ်ဟူးနေ့အတွက်ကပ္ပရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါအခမ်းအနားသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအုပ်ဆုံးနေတဲ့ကပ္ပရွှေကိုဤပညာအရအခမ်းအနားသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဤပညာအရကပ္ပရွှေကိုခမ်းအနားသုံးသပ်တဲ့အခါကျွန်တော်84 time grain နဲ့ကျွန်တော်ခမ်းအနားသုံးသပ်ပေးသွားမှာဖြစ်တယ်84 time grain ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြောနေကြတိုင်းပဲဒီကနေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ဒါကြောင့် time grain ကကျွန်တော်84 time grain ၄နာရီနဲ့ခမ်းအနားသုံးသပ်ပေးသွားမှာဖြစ်တယ်တိုင်း grain တွေကတော့အမျိုးမျိုးရှိတယ်အထက်ကမှကိုကြောင့်ညနေ ပေါ်မှာမူတည်ပြီးတော့ time frame ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အယောင်းဝင်လောက်ရတာရှိတယ်။ H1 နဲ့သုံးတက်တဲ့ဟာတွေလည်းရှိတယ်။ M30 M50 day 1နဲ့သုံးတက်ပြီးတော့အယောင်းဝင်လောက်ရတာတွေလည်းရှိတယ်။အထက်ကမှကျွန်တော်က iPhone နဲ့ကမန်တို့တပြပေးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာဒါတအောင်စကိုကျွန်တော်တို့လက်ရှိပေါက်ဈေးဟာ 94ပေါက်နေတာဖြစ်တယ်3994ဆိုတဲ့ဈေးနေထားဟာလက်ရှိဝယ်လိုအပြန်များနေပြီးဈေးတက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုလက်ရှိကန်နေအရာဒီမှာလက်ရှိကန်နေရပဲမဟုတ်ဘဲနဲ့ဘူးကန်နေဖြစ်နေတာဖြစ်တယ်။ဘူးကန်နေဆိုတာဈေးတက်ကိုကိုစားပြုတဲ့ကန်နေဖြစ်နေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လက်ရှိကန်နေအရာကဈေးတက်ကန်နေဖြစ်နေတာဖြစ်တဲ့အတွက်ဈေးကွက်ထဲမှာဒါဈေးတက်နေတယ်ဝယ်လိုအများနေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်။ဒါကကျွန်တော်တို့မနက်ပိုင်းအစောပိုင်းလုံးကလေးကနေဈေးကကျနေပြီးဈေးဤနေပြီးတော့လက်ရှိအချိန် ယူရိုချိန်ထဲမှာဒါဈေးပြန်ကန်တက်နေတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဒီရက်ပိုင်းဒီကာလဒီရက်အဲလမကုန်ခင်အတိုင်းဟာမတိုင်ခင်ဟာစနစ်တကျနဲ့အယောင်းဝယ်လို့ပို့တော့အကြံပြုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ပတ်ထဲမှာဒီနေ့မှာဒီနေ့ညမှာကို intra rate decision ဒီ US နိုင်ငံရဲ့ဘိုးဘန်လုံးလုံးတည်နေလထွက်ဖို့ရှိတယ်။ကျွန်တော်တို့ဒါလကုန်ရဲ့33ရက်နေ့မှာဆိုလို့ရှိရင်အမေရိကန်သမ္မတ Trump နဲ့ Donald Trump နဲ့ကျွန်တော်တို့ဒါတရုတ်ဟိုတရုတ်နိုင်ငံကဒါစီဂျင်းမင်းနဲ့တော့တွေ့ဦးမှာတွေ့တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီရက်ကမ္ဘာရွှေ့စည်းကွက်တွေရဲ့ဒီရက် for corporate trading တွေဒီရဲ့ log ဒီဒီရဲ့ trading log တွေမှာကျတော့ဈေးကွက်ကလှုပ်ခတ်လာတိုင်းဦးမယ်ဈေးလှုပ်ခတ်တွေကျန်းလာအောင်မှာဖြစ်တဲ့အတွက်ဒါတော့တစ်ချက်သတိထားပါဘာကြောင့်လဲဆိုလို့ရှိရင်ဒါကဒီ trend တို့ဒီဒီဟာနေ လုပ်ပြီးဆိုရင်သူတို့ကဒီရဈေးခွက်တွေကအလောက်ခက်ကျမ်းတာမျိုးတွေဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်ကိုကစနစ်တကျနဲ့တာအယောင်ဝင်မလုပ်ထားဘူးဆိုလို့ရှိရင်တော့အကောင့်ပြုတ်တာတွေအကောင့်ကတ်တာတွေဖြစ်လာနိုင်တယ်ဒါကြောင့်တစ်ချက်သတိပေးရခြင်းဖြစ်တယ်ဟုတ်ပြီဘာဖြစ်လို့လဲဆိုတော့လမကုန်ခင်အထိဟာတတိချာချာလေးစနစ်တကျနဲ့အယောင်ဝင်လုပ်ဖို့အကြံပြုတယ်တကယ်လို့ကိုက risk ကိုကြောက်တဲ့ဆိုတဲ့သူတွေတော့ကိုနားထားတာအကောင်းဆုံးပါလောက်ကုန်ပြီးမှပြန်ထွက်တာအကောင်းဆုံးပါခင်ဗျာ ဟုတ်ပြီကျွန်တော်ကဒါလက်ရှိရဲ့ဈေးကွက်အနေထားကဒီဟာပြုတ်ပြီးဆိုနောက်ထပ်တနည်းအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့ပုံလူဟူးလေးနေတယ်ကမ္ဘာရွှေဈေးကဈေးကွက်စဖွင့်ခဲ့တာဆိုလို့ရှိရင်3950မှာဈေးစဖွင့်လိုက်တယ် 3950မှာဈေးစားဖွင့်ခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3969ထိဈေးတက်ခဲ့ပြီးပါပြီ။လက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3918ဈေးပဲဖြစ်တဲ့။ဒါအောင်ကြည်ကြည်အပြည့်ဆိုလို့ရှိရင်ဈေးခွဲရဲ့အနေထားကဘောလို့အများနေလားရောင်းလို့အများနေလားဆိုတဲ့ဟာကိုကြည့်လို့ရတယ်။ဘာလို့ကြည့်လို့ရလဲဆိုရင်3950မှာဈေးကစဖွင့်လိုက်တယ်။3950မှာဈေးစဖွင့်ခဲ့ပြီးတော့3918ထိဈေးကျခဲ့တယ်။3918ကိုတော့ဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့လက်ရှိပြန်တက်နေတဲ့အနေထားကိုတွေ့နေရဖြစ်တဲ့။ ဒါကြောင့်လက်ရှိရဲ့ဈေးတက်အနေထား3990ခွန်ဖြစ်နေတဲ့အတွက်ဈေးခွက်ကဒါဝယ်လို့အများကြီးနေတယ်ဈေးတက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါလက်ရှိရဲ့ဈေးခွက်အနေထားကိုကျွန်တော်တို့ဘယ်လိုကြည့်ရတယ်လဲဆိုတဲ့ဟာကိုဒါအလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးကိုကြည်နည်းကိုကျွန်တော်ပြောပြထားတာဖြစ်တယ်ဟုတ်ပြီလက်ရှိဈေးခွက်အနေထားကိုကြည့်ပြီးဆိုရင်ကျွန်တော်ဒီနေ့ဘုံတို့ဟူးနေနေတည်ထားမဲ့ဈေးတက်နေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်တယ်လဲတွေကိုဟာတစ်ခါတည်းပြောပြထားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်တဲ့ ကယ်လို့ဒါမိတ်ဆွေရကြတော့ trade account တွေဖွင့်နေတာပဲဖြစ်စေ၊ဘွေးပိုင်းပြီးစကနယ် channel တွေကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်။ trade account ဖွင့်တဲ့ခါမှာလည်းဘယ်လိုမျိုးစာပြစ်တွေကျွန်တော်ရှိမှာရနိုင်တယ်လဲဆိုရင်ဒေါ်လာတရားနေစပြီးတော့ account ဖွင့်လို့ရတယ်။ credit bonus လည်းရှိပါတယ်။ commission free swap fee တွေအကုန်လုံးဒါပေးစရာမလိုပါဘူး။ commission free လည်း commission ကလည်းပေးစရာမလိုဘူး။ညသိက်ခါလည်းပေးစရာမလိုပါဘူး။ account ဖွင့်တဲ့ခါမှာပြီးတော့ငွေထုတ်ငွေတွေလည်းမြန်ဆန်စွာနဲ့ကျွန်တော်တို့စနစ်တကျနဲ့အဲဒီ bank account တိကျစွာနဲ့ကျွန်တော်တို့ဒါငွေထုတ်ငွေတွင်းကိုလည်းဝန်ဆောင်မှုကိုအကောင်းဆုံးပေးနေတာဖြစ်ပါတယ်။ ခင်ဗျာဟုတ်ပြီအဲ trading account ဖွင့်ထားပြီးတဲ့မိတ်ဆွေတွေအတွက်ဒီ VIP signal service ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါ trading account ဖွင့်ထားတဲ့သူတွေအတွက်ကိုဒီ VIP signal service က join တင်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကအဲဈေးကွက်ကိုဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတခါလေအတိအကျနဲ့ကျွန်တော်တို့အရှုံးပိုင်းဈေးတန်းတွေအမြတ်ပိုင်းဈေးတန်းတွေကိုဈေးကွက်ရဲ့လောက်ခတ်ပေါ်မှာမူတည်ပြီးတော့စနစ်တရားနဲ့အယောင်းဝယ်လုပ်ဖို့တွေကိုဒီမှာတခါလေအသေးစိတ်အကြံပေးချက်တွေပါပါရှိပါတယ်ဒါကြောင့်ဒီ VIP signal လိုချင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီ channel ကို join ထားပြီးပြီးတော့လိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအာဒါလေးကိုပြောပြီးပြီဆိုရင်စာပြစ်ကြောင်းလေးပြောပြီး ပြီဆိုရင်ကျွန်တော်ဒီနေ့ဗိုလ်တခုလေးနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုပြောပြသွားဖြစ်တယ်သတိထားရမယ့်ဈေးတန်းဆိုတော့လက်ရှိအရာဆိုလို့ရှိရင်တော့ဈေးတန်းကတော့အခုအခုချိန်နေရဒီရက်ပိုင်းနေရလောက်မကုန်ခင်အထီးကတော့စနစ်ကြနဲ့ဒီအဲရှုံရှုံမှုကြောက်တယ်ဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အယောင်းဝယ်မလုပ်ခွင့်နဲ့စောင့်ကြည့်တင်နဲ့ဘာကြောင့်လဲဆိုညပိုင်းမှာတည်င်းတွေရှိပါတယ် interest rate တည်င်းလည်းရှိတယ်ဈေးကွက်တွေကဒါကအာ ဒီနည်းပညာတွေအသုံးမဝင်မဲနဲ့အသက်အကျတွေကျန်းလာနိုင်တယ်ဒါလေးတော့တစ်ချက်သတိထားပါဒါကြောင့်ကျွန်တော်တို့ကစနစ်တကျနဲ့လှုပ်ဖို့ဆိုတာကိုကျွန်တော်ကပြောရခြင်းဖြစ်တယ်ဟုတ်ပြီလက်ရှိရဲ့ဘိုးတို့ဟူးနေနေတဲ့သတိထားရမယ့်ဇေဒန်ကတော့ လက်ရှိအချိန်ဒီဝက်စစ်စတန်ဈေးတန်းက3960ခွန်ဈေးတန်းပဲဖြစ်တယ်3960ခွန်ကဒါကလက်ရှိအရာ3960ခွန်ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ဈေးပြန်ဤနေတဲ့အနေအထားကိုတွေ့ရတယ်ဒါကြောင့်ဒါဆိုလို့ရှိရင်ဝက်စစ်စတန်ဖြစ်တယ်ဝက်စစ်စတန်ဆိုတာဘာလဲဆိုရင်ဈေးဆက်တက်ဖို့စောင့်ကြမဲ့ဈေးတန်းဖြစ်တယ်3996ခွန်က3960ခွန်က3960ခွန်ကိုဒါဖောက်တက်နိုင်ခဲ့ပြီဆိုရင်တော့ဘယ်လောက်ထိသွားလိုက်နိုင်မလဲဆိုရင်တော့4000စနစ် 4020လောက်ထိကိုဈေးအသက်လာနိုင်မှာဖြစ်တဲ့ဒါက3998ဈေးတန်းကိုဖောက်တက်နိုင်ခဲ့ပြီဆိုရင်4000နဲ့စနစ်4020ဝင်းကျင်လောက်ထိအသက်လာနိုင်မှာဖြစ်တဲ့ဒီဈေးတန်းนี่ပြင်မြင်ရနိုင်မှာဖြစ်တဲ့ဒါကြောင့်မိတ်ဆွေရ3998ကိုဖောက်တက်ပြီဆိုတော့လိုက်ပြီးဝဲပါဘလောက်ထိတက်လာနိုင်လဲဆိုတော့4000နဲ့4000စနစ်4020လောက်ထိတို့အသက်လာနိုင်တယ်အနားတွေကြလို့ရှိရင်အဝယ်ဝယ်ထားရဆိုလို့ရှိရင်အမျက်ပိုင်းနာတွေလုတ်တင်နာတွေလုတ်လုတ်တင်နေဘာကြောင့်လဲဆိုလို့ရှိရင်အနားမှာအသက်တစ်ဖက်ဒီ3000 4000နဲ့စနစ်ဝင်းကျင်လောက်မှာအသက်ခဏနားလိုက်မယ် ပြီးလို့မှပြန်ကြပြီးမှပြန်ဆွဲတင်မလားဆိုတာဒါကတော့ဈေးကွက်အနေထားကိုပြန်စောင့်ကြည့်ရမယ့်အနေထားကိုတွေးရမယ်3999ကိုတော့ဖောက်တက်ပြီဆိုလိုက်ပြီးတော့ဝယ်ပါဒါကတတိထားရမယ်အပေါ်ဈေးတန်းဝက်စစ်တောင်းကိုတတိထားရမယ်ဈေးတန်းကိုဒါတည်ပြီးပြီဆိုရင်အောက်ဆပ်ပို့ဈေးတန်းကိုပြောပြသွားပြပဲအောက်ဆပ်ပို့ဈေးတန်းကတော့လက်ရှိအချိန်ထိအနိုင်ဆုံးကြခဲ့ပြီးတဲ့ဈေးတန်းဟာ3918ရဲ့ 88338ဆိုတဲ့အနေထားကလက်ရှိဈေးတန်းအရဆိုဆက်ပိုးကအရန်ကြီးဝေးနေတာဖြစ်တယ်3988ကိုဖောက်ကြနိုင်မှာလားဆက်ပြီးတော့အကြအားကောင်းမှာဖြစ်တယ်3988ကိုတော့ဖောက်ကြခဲ့ရင်တော့3900ဝင်းကျင်လောက်ထိကိုအတားလေးသွားနိုင်မှာဖြစ်တယ်လက်ရှိအရာကတော့ကျွန်တော်တို့3000နဲ့ 950ကိုဖောက်ချနိုင်မှာဒါအကျကိုပြန်မျောလို့ရမှာဖြစ်တယ်3950ကိုဖောက်ချနိုင်ပြီဆိုရင်တော့3918လောက်ထိကိုအသာလေးသွားနိုင်မှာဖြစ်တယ်ဒါကလက်ရှိရဲ့ support ဈေးတန်းတွေဒီဈေးဆက်ချဖို့စောင့်ကြည့်ရမယ့်ဈေးတန်း3950ကိုအရင်စောင့်ကြည့်ပါ3950ကိုဖောက်ချပြီဆိုတော့လိုက်ပြီးတော့ရောင်းမှာမိတ်ဆွေရ3918လောက်ထိကိုဈေးကျလာနိုင်တယ်3918ကိုဆက်ပြီးဖောက်ချပြီဆိုတော့3900အထိဈေးကျလာနိုင်မှာဖြစ်တယ်ဒါလေးကိုသိထားတယ်ဆိုလို့ရှိရင်မိတ်ဆွေရ trade လုပ်နေတဲ့သူကဒါမျိုးကိုကျွန်တော်တို့ဒတိထားရမယ့်ဈေးတန်းတွေတရက်တရက်ဒတိထားရမယ့်ဈေးတန်းကို system နဲ့ support ကိုတည်ထားတယ်ဆိုလို့ရှိရင်ရောင်းပေါင်းဝင်မှာမဖြစ်ဘူးရှုံရှုံမှုရခိုင်လုံးနည်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဈေးတန်းရဲ့တုတ်ခွေးအနေထားကိုတည်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါရှုံရှုံမှုရခိုင်လုံးနည်းတယ်။ ။ဘာကြောင့်လဲဆိုဒီဈေးတောင်အဖောက်တန်ဒါဘလောက်ထိတက်သွားတော့မယ်။ဒီဈေးတောင်အဖောက်ချန်ဘလောက်ထိကျသွားတော့မယ်ဆိုတော့ဒါသိထားနေတဲ့အတွက်ကြောင့်ကိုကအရှုံးနေတယ်လို့ပြောလို့ရတယ်။ဟုတ်ပြီဒါကြောင့်ဒါကြောင့်အဓိကထည့်ပြီးတော့ကျွန်တော်ပြောရချင်းဖြစ်တဲ့ဒီအချက်လက်ကလေးတွေကိုဒါဒါပြောပြပြီဆိုရင်ကျွန်တော်ဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းလဲလဲတစ်ခါတည်းပြောပြသွားမှာဖြစ်တယ်။ဘိုင်အော်ဒါဆဲအော်ဒါတွေကို TPS နဲ့တစ်ခါတည်းပြောပြသွားမှာဖြစ်တယ်။ ဟုတ်ပြီအကဲလို့ဒါမိတ်ဆွေရမရှင်းလာရရှင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီအဲကျွန်တော်တို့ Buy Order အနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ်လက်ရှိဈေးမှာဘိုင်းတင်တလားလက်ရှိဈေးကဘယ်လောက်ဖြစ်နေ3990 3990ခွန်မှာဘိုင်းတင်တယ်လို့မြင်နေကျွန်တော်ကတော့ဘာဖြစ်လို့လဲဆိုဈေးကဆက်တက်နိုင်နေတဲ့အနေအထားကိုတွေ့ရတယ်3985ကိုဖောက်တက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့၄တောင်သားလေးကိုလုံးဝကိုကတ်နိုင်ပါတယ်ဘာလို့လဲဆိုတော့3985က wax system ဖြစ်တယ်မနေ့ပိုင်းတော့85ဟာဖောက်တက်ခဲ့ပြီဆိုရင်တော့3995 4000နဲ့စနစ်ဝင်ကျင်လောက်အထိကိုသွားနိုင်တယ်ဒါကြောင့်3996လက်ရှိဈေးတန်းအနေထားမှာဝယ်ဝယ်ပါတကယ်လို့3996မှာအဝယ်မကြိုက်ဘူးဆိုတဲ့မိတ်ဆွေတွေအတွက်3990မှာဝယ်ပါတီဗီအမြတ်ပိုင်းဈေးတန်းကဘယ်မှာပိုင်းရမလဲဆိုရင်3996မှာဆိုတော့4000နဲ့3မှာအမြတ်ပိုင်းမှာ4000နဲ့8မှာအမြတ်ပိုင်းမှာ အဆန်အရှုံးပိုက်စည်းတန်းကတော့ဒါမိတ်ဆွေကကိုရှုံရှုံခွန်နိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လို့တော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုရင်တော့3990ရဲ့အောက်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ဒါကဘိုင်းအော်ဒါအတွက်တကျတော့ TV နဲ့အဆန်ကိုပြောပြသွားတာဖြစ်တယ်ဘိုင်းအတွက်ပြောပြပြီဆိုရင်ကျွန်တော်အယောင်းအော်ဒါအတွက်ဆဲအော်ဒါအတွက်ပြောပြသွားတာဖြစ်တယ်အယောင်းဆဲအော်ဒါအတွက်ကဘယ်မှာရောင်းတင်တယ်လဲကျွန်တော်မြင်ရဆိုလို့ရှိရင်လက်ရှိအရဆိုလို့ရှိရင်တော့မရောင်းတင်သေးဘူးဈေးဆက်တက်နိုင်နေတယ်တကယ်လို့ရောင်းချင်တယ်ဆိုရင်တော့3900အာဒီ 3915 3920တွေလောက်မှာရောင်းမှာ SN sorry TP အမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်3910 3900 oh sorry ဟိုဟာ4015ကိုပြောတာဗျာ4015 4015ကိုပြောတာဗျာဒီ4015 4020လောက်မှာရောက်မှာအဲ့ဒါဆိုတော့အမြတ်ပိုင်းဈေးတန်းကတော့4010မှာအမြတ်ပိုင်းမှာ 4000နဲ့9မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းစီတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုလို့ရှိရင်မိတ်ဆွေကကိုရှိုးရှိုးခွင့်နေတဲ့ပုံမှာနားတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲဆိုလို့ရှိရင်4000အဲ4000ရဲ့ဒီ 4020အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကဆဲရော်တာအတွက်တီပီနဲ့အဆန်ကိုပြောပေးတော့တာဖြစ်တယ်အကယ်လို့ဒါမရှင်းနိုင်ရှင်ကျွန်တော်ဒါရိုက်ဆက်တူပြီးဆွေးနွေးနိုင်တယ်ဒါကကျွန်တော်တအူရတော့အမြင်သုံးသထားခြင်းဖြစ်တယ်နိပညာရသုံးသထားတာဖြစ်တယ်နိပညာရသုံးသထားတဲ့ဖြစ်တဲ့အတွက်တရားရခိုင်နှုန်းမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရထွေကောင်းတဲ့ log site ပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝင်လုပ်ဖို့တော့အကြံပြုပါရခင်ဗျာဒါကနိပညာရသုံးသပြီးပြီဆိုကျွန်တော်သတင်းပိုင်းရသုံးသပေးတော့မှာဖြစ်တယ်သတင်းပိုင်းရတော့ဒီနေ့သတင်းတွေကဘလောက်ထိရေးပါလဲဆိုတော့ဆက်လက်ပြီးပြောပေးတော့မှာဖြစ်တဲ့အတွက်ကြည့်ပေးပါအောင်ခင်ဗျာဘလောက်ထိရေးပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်တော့ ကြည့်မယ်သတင်းပိုင်းတွေကအရင်ဆုံးပထမအဦးဆုံးထွက်မဲ့သတင်းကမြန်မာစလောချိန်ကြီးကထွက်ရှိသွားမဲ့ကမ္ဘာ့ရှုပ်ပေါ်တက်ရောက်လာနိုင်သတင်းကဒီတဲ့ဒင်းပဲဖြစ်တယ်။ဒီဟုံးစေးအဲ့ဒါကညဗရဏာကြီးထွက်မလဲဆိုတာ US data တွေပဲဖြစ်တယ်။ US သတင်းတွေပဲဖြစ်တယ်။ US ရဲ့စီးပွားရေး data တွေပဲဖြစ်တယ်။ည၈နာရီခွဲမှာဒဇင်းတစ်ခုထွက်ရှိသွားမှာဖြစ်တယ်။ရှင်းလိုက်ခွဲမှာထွက်ရှိသွားမဲ့သတင်းကဒါ new home save ပဲဖြစ်တယ်။ဒီအောက်ကသတင်းကတော့ဒါကကပတ်ရွှေအတွက်သတင်းမဟုတ်ပါဘူး။ရေနံအတွက်သတင်းဖြစ်တယ်။ညရွှေကပတ်ရွှေအတွက်သတင်းကရှင်းလိုက်ခွဲမှာထွက်ရှိသွားမဲ့သတင်းကလည်းဈေးလုတ်ခတ်လာနိုင်တယ်။ ဒီဟာသတင်းကိုထွက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဘယ်ချိန်မှာထွက်အောင်မလဲဆိုတာ intra rate decision ဒါကတော့ charter rate နဲ့အမနဲ့အစောပိုင်းဖြစ်သွားပြီဖြစ်တဲ့အတွက်ည7:00နာရီခွဲမှာထွက်ရှိသွားမယ် intra rate decision investor တွေအများဆုံးစောင့်ကြည့်နေတဲ့သတင်းဟာဒီသတင်းပဲဖြစ်တယ်ဒါကဘာသတင်းဆိုလဲ US ရဲ့ဗဟိုဘဏ်လုံးလုံးတုံးသတင်းပဲဖြစ်တယ်ဗဟိုဘဏ်လုံးလုံးသတင်းကိုကဒါ investor တွေအများဆုံးစောင့်ကြည့်နေတယ်ဗဟိုဘဏ်ဒိုးနှောင်းကဒိုးမလားယော့မလားဆိုတာကိုစိတ်ဝင်စားနေကြတာဖြစ်တယ်။သူကတော့ကျွမ်းကျင်ပညာရှင်တွေကတော့ယော့မယ်လို့ကျွန်တော်တို့ 4.25ပါဆန့်ကနေ4ထိရော့မယ်လို့ကျွန်တော်တို့သူတို့ကကြွမ်းကျင်ပညာရှင်တွေကမန်းထားတယ်25ပါဆန့်ရော့မယ်လို့သူတို့ကမန်းထားတာဖြစ်တဲ့အတွက်သူတို့ကြွမ်းကျင်ပညာရှင်တွေမန်းထားတဲ့အတိုင်းဘ ഹു ပံလုံးလုံးကရော့ပြီးထွက်ခဲ့မလားဒါမှမဟုတ်ဒီတိုင်းပဲဒီ အသွုံးလုံးကိုဆက်လက်ပြီးထိန်းထားမလားဆိုတာကိုတစ်ချက်တော့စောင့်ကြည့်ရမှာဖြစ်တယ်။ဒီရက်ပေါ်မှာမူတည်ပြီးတော့ကမ္ဘာရွှေဈေးကအလုတ်ခတ်တွေကျန်းလာနိုင်မှာဖြစ်တယ်။ညာပိုင်းစနစ်ခွဲအချိန်တွေမှာဒါကအလုတ်ခတ်တွေကျန်းအောင်မှာဖြစ်တယ်။အဲ့မှာဆက်တိုက်ထွက်သွားမှာဖြစ်တယ်ဆနစ်ခွဲတနာကြီးလောက်အထိကိုဒီမှာဈေးကလှုပ်ခတ်သွားမှာဖြစ်တယ်တနာကြီးလောက်အထိကိုဈေးလှုပ်ခတ်နိုင်အောင်မှာဖြစ်တယ်ဒါကြောင့်ညပိုင်းနေမှာအယောင်းဝယ်လုပ်မယ်ဆိုရင်စနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုတယ်တကယ်လို့ဒါရှုံးရှုံးမအောင်ကြောက်တယ်ဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့မထွက်ဖဲစောင့်ကြည့်တာအကောင်းဆုံးဖြစ်တယ်လောက်ကုန်ပိုင်းအထိပါလောက်ကုန်မှာလည်းဈေးတွေကလှုပ်ခတ်ကျန်းလာအောင်မှာဖြစ်ပါတယ် ဟုတ်ပြီဒါကသတင်းရအပ်ဒိတ်တွေသိကျင်တာပဲဖြစ်စေဈေးနှုန်းရအပ်ဒိတ်တွေသိကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram Free Channel ကို join ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနှီးပညာပိုင်းရတွေရောသတင်းပိုင်းချက်လက်ရတွေကိုမရှင်းတာတွေရှင်ကျွန်တော်တို့ direct ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်သိကျင်တာတွေလည်းဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်